မင်္ဂလာပါခင်ဗျာကျွန်တော်တို့ golf ရိုက်တဲ့အချိန်မှာ distant အကွာဝေးကိုတေချာတိဖို့ရည်ရည်ကြည့်ပါတယ်အဲ guide 100လာ guide 130လာစသည်အားဖြင့်10 guide ကလေးกว่าတာကအစကျွန်တော်တို့ရိုက်လိုက်တဲ့အချိန်မှာ green ball မှာ10 guide กว่าသွားတယ်ဆိုရင်ပတ်တင်ပတ်ရတဲ့10 guide ဆိုတဲ့အကွာဝေးကမနေပါဘူးဒီခါမှာကျွန်တော်တို့ distant ကိုတိတိကျကျတိဖို့လိုအပ်လာတဲ့အခါမှာ queen ကပေးလာတဲ့ အဲအကွာဝေးပြတိုင်နေလောက်နဲ့မလုံလောက်ပါဘူးအဲ့ဒီခါမှာကျွန်တော်တို့ခေတ်ပေါ်နီးပညာတွေကလည်းအရန်ကောင်းလာတဲ့ခါကျတော့အကွာဝေးတိုင်တဲ့ကရိယာတွေ range range fighter တွေ personnel တွေအဲနောက်ပြီးတော့ကျွန်တော်တို့ application တွေနောက်ပြီးတော့နာယီတွေခေတ်မီကရိယာတွေအများကြီးပေါ်လာပါတယ်ဒီခေတ်မီကရိယာတွေက သုံးတဲ့အခါမှာစီးမြင့်နဲ့ညီတလားဆိုတဲ့မိကွန်းမကြာခဏမေးလေးရှိပါတယ်ကျွန်တော် beginner ဘဝတုန်းကလည်းမေးခဲ့ပူပါတယ်ဆရာတွေကိုအဲ့ဒီနေရာမှာကျွန်တော်တို့က distance measuring device ကို local rule နဲ့မတုံးရလို့သတ်မှတ်မယ်ဆိုရင်သတ်မှတ်လို့ရပါတယ် authorized local rule မှာသတ်မှတ်ခွင့်ရှိပါတယ်ဒါပေမဲ့များသောအားဖြင့်ကတော့မသတ်မှတ်ကြပါဘူး အဲမတက်မှတ်ဘူးဆိုရင်သုံးခွင့်ရှိတယ်ပေါ့ဗျာဒါပေမဲ့ကျွန်တော်တို့ခင်မီနီးပညာတွေပေါ်လာတဲ့နောက်မှာတိုင်းနာဟာအကွာအဝေးလောက်တည်းမကတော့ဘူး distance လောက်တည်းမကတော့ပဲနဲ့လေတိုက်နှုံးလေတိုက်လို့ရလာတယ်လေတိုက်နှုံးဘယ်ကနေညာတောင်းကနေမြောက်လေတိုက်နှုံးဘလောက်တနာယူ10မိုင်နှုံးတနာယူ9မိုင်နှုံးစသည်အားဖြင့်လေတိုက်နှုံးတွေကိုလည်းသိအောင်တိုင်းလို့ရလာတယ်အဲနောက်ပြီးတော့ elevation လို့ခေါ်တဲ့မြေပြင်အနှိမ့်မြင့်နေအဲဘယ်ဘက်ကမြင့်နေညာဘက်ကမြင့်နေ slope 10 degree ရှိတယ်နှစ်ပေမြင့်နေတပေမြင့်နေစသည်အဖြစ် slope ကိုလည်းတိုင်းလို့ရလာပါတယ်ဒါတွေကြတော့စီမင်းနဲ့မညီတော့ပါဘူးကျွန်တော်တို့ golf စီမင်းမှာ distance measuring device ကိုသုံးခွင့်ပြုပါတယ် distance ကိုတိုင်းတာလောက်အကွာဝေးတိုင်းဖို့အတွက်ကို main room မှာသုံးခွင့်ပြုပါတယ် လိုကယ်ရူးနဲ့မကတ်တက်ထားရင်သုံးခွင့်ရှိပါတယ်။အကွာဝေးကိုပြောလို့လည်းရပါတယ်။ဘေးလိုလည်း sharing လုပ်ပေးလို့ရပါတယ်။ပြောလို့ရပါတယ်အကွာဝေးကို။အဲလေတိုက်နှုံးကိုတော့တိုင်းတာခွင့်မရှိပါဘူး။ဒီ device တွေနဲ့ကျွန်တော်တို့ device တွေမှာလေတိုင်းနှုံးတိုင်းတာခွင့်မပြုပါဘူး။ရှိရင်အဲ့ function ကိုပိတ်ထားဖို့လိုအပ်ပါတယ်ခင်ဗျာ။အဲနောက်ပြီးတော့မြေပြင်ကိုခုနကပြောတဲ့ elevation အနည်းမြေကိုတိုင်းတာလည်းခွင့်မပြုပါဘူး။ပိတ်ထားဖို့လိုပါတယ်။ကျွန်တော်သုံးတဲ့ application တစ်ခုရှိတယ်။ swing you တဲ့ ဒီ swing you are free version ဆိုလို့ရှိရင်တော့အဲခုနက slope တိုင်းနာတော့ elevation တိုင်းနာတော့ now wind speed wind direction ဒီလေတိုင်းနှုံးနေတိုင်းနာတော့ free version မှာမပေးပေမဲ့ဝယ်သုံးတဲ့အခါဆိုလို့ရှိရင်တော့အဲ့ဒါကြီးအလုံးပွင့်လာပါရောလေတိုင်းနှုံးနေပြတယ်ကိုရောက်နေတဲ့နေရာကနေ distance block ဘယ်ဘက်ကနေနေညာဘက်ကမြင့်နေစသဖြင့်အကုန်ပြတယ် တကယ်လို့များကိုကဒီလို application ကိုသုံးနေတဲ့ application မှာဓာတ်ရီပြနေတယ်ဆိုလို့ရှိရင်အဲဒိုင်လိုဂျီရှိရင်ဒိုင်လိုဂျီကိုချိုးပြီး declare လုပ်ထားပါကျွန်တော်သုံးနေတဲ့ application မှာတော့ elevation တွေလေးတိုက်နှုံးတွေတိုင်းလို့ရနေတယ်ဒါကိုကျွန်တော်မသုံးပါဘူးဒီလိုဒီလိုပိတ်ထားပါတယ်ဆိုပိတ်လို့ရတယ်သူကဒီလိုဒီလိုပိတ်ထားပါတယ်ဆိုတော့ function ကိုပိတ်ထားတဲ့ဟာလေးကိုပိတ်ထားပြီးတော့မှချိုးပြီး declare လုပ်ထားလိုက်ပါ ဒါဆိုရင်ကျွန်တော်တို့ဘေးလူတွေအနေနဲ့လည်းတန်တရားမဖြစ်တော့ဘူးပေါ့ကျွန်တော်ပြန်ဝင်ပြိုင်နေ MGG နေပြီးတော့ပြန်ပွဲမှာဆိုရင်ကျွန်တော်ကြိုပြီး declare လုပ်တယ်အဲ့ဒီပြင်မှာမှအချိန်မရွေးဘယ်သူမဆိုကစားသမားဖြစ်ပါစေအဲကျွန်တော်တို့ observer ဖြစ်ပါစေ dialogue ဖြစ်ပါစေအချိန်မရွေးလာစစ်ဆေးလို့ရပါတယ်ကျွန်တော်ဒီ application ထဲမှာဒါကိုမတုံးထားဘူးဆိုတဲ့အကြောင်းကျွန်တော်ပြပေးပါမယ်လို့ကြိုပြီး declare လုပ်ထားပါတယ်အဲ့တော့ကျွန်တော်ဒီနေ့ video လေးကိုအနှစ်ချုပ်ရရင် အကွာဝေးတိုင်းနဲ့ measuring device တွေကိုသုံးခွင့်ရှိပါတယ် local rule ကန်တက်ပိတ်ပင်မထားရင်သုံးခွင့်ရှိပါတယ်သို့တော့လေးတိုက်နှုံးနဲ့မြေပြင်အနေအမြင့် elevation ကိုတိုင်းတာတော့စီမံရအထူးကန့်သက်ထားပါတယ်သုံးရင်ပထမတစ်ကြိမ်သုံးရင် general penalty ထိပါမယ်ဒုတိယတစ်ကြိမ်ထပ်သုံးရင် DQ ထိပါမယ်ခင်ဗျာပွဲပယ်ပြစ်ဒဏ်ကျခံရပါမယ်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာဆုံကြမယ်